တခါရေးလေးမှာလေတကယ်ကိုအနတ်ဆိုင်ဆုံးအသိပညာဆိုတာကအရင်ယူရှင်းပြီးလပရဲ့ဝါကြားတစ်ကြောင်းလေးထဲမှာပဲတွေ့ရတတ်ပါတယ်အဲဒီနေ့မှာတော့အဲ့လိုဝါကြတကြောင်းကိုအခြေခံပြီးကျွန်တော်အတူတူဆွေးနွေးကြည့်ချင်ပါတယ်။အဲ့ဒါကတော့လုတ်ပိုင်ခွင်ရှိတဲ့အရာနဲ့လုတ်တင်လုတ်ထိုက်တဲ့မှန်ကန်တဲ့အရာ။အဲ့နှစ်ခုကြားကတင်းမာမှုကိုပါပဲ။အခုကျွန်တော်တို့ဆွေးနွေးတော့မယ့်အကြောင်းအရာတစ်ခုလုံရဲ့အခြေခံအုတ်မြစ်ကတော့ဒီစကားတစ်ခွန်းပါပဲ။ ဒါကိုပြောခဲ့တာကအမေရိကန်ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးဟောင်းတဦးထစ်တဲ့ Border Steward ပါသူကပြောခဲ့လဲဆိုတော့ကျင်းဝတ်ဆိုတာကိုလုတ်ပိုင်ခွင့်ရှိတဲ့အရာနဲ့လုတ်တင်းလုတ်ထိုက်တဲ့အမှန်ကန်တဲ့အရာအဲ့ဒီနှစ်ခုကြာကကွာခြားချက်ကိုတိတာပဲတဲ့ဟုတ်တယ်ကြားလိုက်ရင်တော့ရိုးရှင်းတယ်လို့ထင်ရပေမဲ့တကယ်တမ်းမှအင်မတန်အစွမ်းထက်ပါတယ်ကဲဒီစကားရဲ့အနိတာယာကိုတကယ်ကိုနည်းနည်းနဲ့လဲနားလဲသွားအောင်လို့လीသူ့ရဲ့အဓိကအစိပ်ပိုင်းနှစ်ခုကိုအရင်ဆုံးခွဲပြီးကြည့်ကြအောင်ပထမတစ်ခုကတော့ လုံးပိုင်ခွင့်ရှိတဲ့အရာ ပြီးတော့ဒုတိယတစ်ခုက လုံးတဲ့လုံးထိုက်တဲ့မန်ကန်တဲ့အရာอืมဒီနှစ်ခုကတခါတလေမှာထိတ်တိုက်တောင်တွေ့နေတတ်တာမျိုးပါဟုတ်ပြီဒါဆိုအရင်ဆုံးအပိုင်းလေးကိုကြည့်ကြအောင်ဒီစကားရဲ့ပထမတစ်ချမ်းဖြစ်တဲ့လုံးပိုင်ခွင့်ဆိုတဲ့လောကထဲကိုအရင်ဝင်ကြည့်ကြတာပေါ့ဒါကဘာကိုပြောတာလဲဆိုတော့ကျွန်တော်တို့ရဲ့လုံးဆောင်ချက်တွေအတွက်ဥပဒေအရာရောလူလူရဲ့အရာရောပေါင်းဘလို့ရှိလဲဆိုတဲ့နေနည်းတွေကိုသတ်မှတ်ဖိထားတာပါ โอเคလောက်ပိုင်ခွင့်ဆိုတာဘာလဲရိုးရိုးရှင်းရှင်းပြောရရင်တော့လေဥပဒေတွေလူမှုရေးဆိုင်ရာသမတ်ချက်တွေကနေဒါကိုလုံးလို့ရတယ်လို့ခွင့်ပြုထားပြီးအကာအကွယ်ပေးထားတဲ့အရာတွေပေါ့ဆိုလိုတာကဒါကိုဥပဒေအရလုံးလို့ရလားဆိုတဲ့မေးခွန်းရဲ့အဖြေပဲဥပမာတခြားသူတွေသဘောမတူရင်တောင်မှကိုယ့်ရဲ့ထင်ထင်ချက်ကိုလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိတယ်ဒါမျိုးပေါ့ ဒီလုတ်ပိုင်ခွင့်တွေကို sequence စားစရာတင်စားချက်တစ်ခုမယ်ပြောလို့ရတယ်။အဲ့ဒါကဥပဒေရဲ့အောက်ခြေခြံခင်းတယ်။ဆိုလိုတာကဒါကျွန်တော်တို့အားလုံးမျှော်မှန်းတဲ့အမြင့်ဆုံးစံနှုန်းကြီးမဟုတ်ဘူး။လူဖွယ်စည်းတစ်ခုမှာအတူတူကနေထိုင်သွားနိုင် for threat လိုက်နိုင်ရမယ့်အနှိမ့်ဆုံးအခြေခံကြားဆုံးအမှုချင်းစံနှုန်းတစ်ခုသာဖြစ်ပါတယ်။ဂျန်ခင်အောက်ကိုတော့ကြားလို့မရဘူးပေါ့။ဒါကြောင့်မို့လို့လုတ်ပိုင်ခွင့်ရဲ့သဘောတဘာဝကိုပြန်ပြီးခြုံငုံကြည့်လိုက်ရင် ရှင်းရှင်းလင်းလင်းပုံစံတစ်ခုကို တွေ့လာရတယ်။အဓိကကတော့ဥပဒေနဲ့ညီမညီကိုပဲကြည့်တယ်။သူကငါထားကိုလှုပ်လို့ရလားဆိုရင်မိကုံးကိုပဲမေးတယ်။ပြီးတော့ဒါကအနှင်းဆုံးစံနှုန်းတစ်ခုကိုသတ်မှတ်ပေးချတာ။နောက်ဆုံးတစ်ချက်ကတော့ဒါကိုအစိုးရတို့တရားရုံးတို့လိုပြင်ပခွဲစည်းတွေကထိန်းချောင်းပေးရတာမျိုးပေါ့။အခုဒီနေရာမှာပဲအဓိကကွာခြားချက်ကြီးကိုအထင်ရှားဆုံးတွေ့နိုင်ပါပြီ။တစ်ဖက်မှာကလုတ်ပိုင်ခွင့်သူကငါလုတ်လို့ရလားလို့ပဲမေးတယ်။ပြီးတော့ဥပဒေရဲ့အုတ်ချီဂျန်ခင်းကိုပဲအာယုံဆိုင်တယ်။ ဟုတ်ပြီနောက်တစ်ဖက်မှာကျတော့မှန်ကန်တဲ့အရာသူကငါလုံးတင့်တလားလို့မေးတယ်ပြီးတော့ပုံမြင့်နဲ့အချင်းဝစ်ဆန်ရမျက်နှာချက်ကိုမျော်မှန်းတယ်တွေ့လားချမ်းခင်းတဲ့မျက်နှာချက်ကွာခြားချက်ကကြီးပါတယ်ကဲဒါကတော့ဥပဒေပိုင်ဆိုင်ရာလောက်ကအကြောင်းပေါ့အခုကျွန်တော်တို့ကျင့်ဝတ်ပိုင်ဆိုင်ရာဘက်ကိုတစ်ချက်ကူးကြည့်ကြရအောင်ဆိုတော့ဒီစကားရဲ့ဒုတိယတချမ်းကိုဆက်ပြီးလေ့လာကြည့်ကြရပါဘော음မန်ကန်တဲ့အရာဆိုတာကကြတော့ကိုကျင်းတရားအရာကောင်းမွန်တာမြတ်တာမှုရှိတာ ဂုံတိတ်ခါရှိတဲ့လောက်ရတူကိုဆိုလိုတာပါဆိုလိုတာကကိုယ်လောက်ရတစ်ခုကတခြားသူတွေအပေါ်မှာဘလို့တက်ရောက်မှုတွေရှိသွားနိုင်မလဲဆိုတာကိုထည့်တွင်းစဉ်းစားတယ်ပြီးတော့မြင်မာတဲ့ချင်းဝတ်စံနှုန်းတွေကိုလိုက်နာဖို့စ조사တာမျိုးပေါ့အစောကပြောခဲ့တဲ့ဥပဒေရဲ့အောက်ခြေချန်ကင်းရဲ့တက်တဲ့ကြီးစန့်ကျင်ဘက်မှာရှိနေတာကတော့ဒါပါပဲချင်းဝတ်ဆိုင်ရမျက်နာချက်နမေအတိုင်းပဲဒါဟာအောက်ခြေချန်ကင်းနဲ့အများကြီးပုံမြင်ပါတယ်ပြီးတော့ကျွန်တော်တို့အားလုံးရောက်ရှိနိုင်မှု조사တဲ့မြင်မာတဲ့စံနှုန်းတစ်ခုလည်းဖြစ်ပါတယ် မကန်တဲ့အင်ယာကိုလှုပ်ဆောင်ခြင်းရဲ့လက္ခဏာရက်တွေကိုချီလိုက်ရင်လည်းထူးခြားပါတယ်။သူကကိုကျင့်တရားကိုပဲအထူးကဥတည်တယ်။ပြီးတော့ကျွန်တော်တို့ကိုငါသားကိုလှုပ်တဲ့တလားဆိုတဲ့မေးခွန်းကိုပြန်ပြန်မေးခိုင်းတယ်။သူကပို့မြင့်တဲ့စနောင်းတစ်ခုကိုသတ်မှတ်ပြီးအရေးကြီးဆုံးကတော့ဒါကိုကိုယ့်ရဲ့အတွင်းစိတ်ကိုယ့်ရဲ့အမအမန်တိတဲ့စိတ်ကပဲလက်ညွန်ပေးတာဖြစ်ပါတယ်။ဒါဆိုရင်ဒီဥပဒေရဲ့အောက်ချကျန်းခင်းနဲ့ကျင့်ဝတ်ရဲ့မျက်နှာချက်ချားမှာဘာကပိုင်းခြားထားတာလဲ ဘယ်အရာကသူတို့နှစ်ခုကိုခွဲထားတာလဲအဖေကလေအန်ထိုးစရာကောင်းလောင်းအောင်ပဲမူရင်းစကားထဲကအရေးအကြီးဆုံးစကားလုံးတစ်လုံးထဲမှာပဲရှိနေပါတယ်အဲ့ဒီစကားလုံးအဲ့ဒီစကားလုံးလေးကပဲဒီလောကနှစ်ခုကိုဆက်သွယ်ပေးထားတဲ့တရားတစ်ခုလိုပါပဲအဲ့ဒါကတော့သိရှိခြင်းပါပဲ knowing ဒီနေရာမှာတတိထားရမှာကဒီသိရှိခြင်းဆိုတာ passive verb ဒီတိုင်းလေးသိနေတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူးဒါဟာ active process တက်ကြွစွာစဉ်းစားပြီးပိုင်းခြားသုံးသရတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်။ဂျင်ဝတရားရဲ့နှလုံးဝင်းပွတ်လို့တောင်းပြောလို့ရပါတယ်။ကဲဒါဆိုလက်တွေ့မှာတော့ဒီသိရှိခြင်းကဘယ်လိုပုံစံမျိုးနဲ့အလုပ်လုပ်တာလဲ။ဒါကတကယ်တော့တိမခတ်ပါဘူး။ဆုံးဖြတ်ချက်တစ်ခုမှချလင်မှာတခဏလေးရက်လိုက်တယ်။ပြီးတော့ကို့မှာရှိတဲ့ဥပဒေရလုတ်ပိုင်ခွင့်နဲ့ကိုလို့ရကြောင်ဖြစ်လာနိုင်တဲ့ဂျင်ဝတ်ပိုင်းဆိုင်ရာတက်ရောက်မှုတဲ့အဲ့ဒီနှစ်ခုကိုချိန်ခွင်နဲ့ချက်ပြီးချိန်ထိုးစဉ်းစားလိုက်တာ အဲ့ဒီတက်ကြွတဲ့လုပ်ငန်းစဉ်တစ်ခုလုံးကိုသိရှိခြင်းလို့ခေါ်တာပါဒီသိရှိခြင်းဆိုတဲ့လုပ်ငန်းစဉ်ကြီးကိုအရန်ရိုးရှင်းတဲ့အဆင့်30နဲ့တောင်ခွဲကြည့်လို့ရတယ်အဆင့်6ကိုမှရှိတယ်လောက်ပိုင်ခွင့်ကို အရင်အတိအမှတ်ပြုလိုက် ဟုတ်ပြီငါရာကိုလုတ်လို့ရတယ်အဆင့်7ကိုလောက်ရကိုပလန်သုံးတတ်ပါဒါပေမဲ့ငါရာကို တကယ်ပဲလုတ်တဲ့လို့လားပြီးတော့အဆင့်3မှန်ကန်တဲ့အရာကိုကြွေးချက်လိုက်ပါအင်းဒီလမ်းကမှပိုကောင်းတဲ့လမ်းပဲဒါပါပဲโอเค အခုဒီလောက်အထိဆွေးနွေးပြီးသွားတော့မေးစရာရှိလာတာကဒီအတွေးခေါ်ကကျွန်တော်ရဲ့နေ့စဉ်ဘဝမှာတော့ဘာကြောင့်ဒီလောက်တောင်အရေးကြီးနေရတာလဲကဲဒီအကြောင်းအရာကို theory ကဘာတဲ့ကနေကျွန်တော်ရဲ့လက်တွေ့ဘဝတွေကိုဆွဲခေါ်လာပြီးသူ့ရဲ့အသုံးဝင်မှုကိုတစ်ချက်ကြည့်လိုက်ကြရအောင်တကယ်တော့လေဒီလိုချင်းဝိပိုင်းဆိုင်ရာချင်းခွင်ရညချင်းရနေရာတိုင်းမှာအသုံးဝင်ပါရဲ့ကိုပိုင်ဆက်ဆံရေးတွေတငယ်ချင်းအချင်းချင်းမိသားစုအချင်းချင်းဆက်ဆံရေးတွေကနေစပြီးတော့ အလုံခွင်မှာကိုဘလို့ပြုမှုနေထိုင်တယ်လဲဆိုတာဒီအထိဒါအပြင်အခြေစားစီဝါရေးဆုံးဖြတ်ချက်ဒီနောက်ဆုံးကိုနေထိုင်တဲ့လူမှုအတိုင်းအဝိုင်းထဲကနိုင်ငံသားတယောက်အနေနဲ့နေထိုင်တဲ့ဘဝအထိအားလုံးနဲ့တနည်းမဟုတ်တနည်းသက်ဆိုင်နေလာချီးပါပဲကဲအဆုံးသက်အနေနဲ့ကျွန်တော်တို့အဆုံးပြုခဲ့တဲ့မူရင်းစကားလေးကိုပဲပြန်သွားကြည့်ကြရအောင်အခုဒီစကားကိုအသေးစိတ်ခွဲခြမ်းစိတ်ဖြာပြီးတဲ့နောက်မှာတော့သူ့ရဲ့အတိတ်တွေကအစသက်အများကြီးပို့ပြီးနှစ်ချိုင်းပို့ပြီးရှင်းလင်းလာပြီလို့ထင်ပါတယ်ဟုတ်ပါတယ်ကျင်းဝတ်ဆိုတာ ိုလုတ်ပိုင်ခွေရှိတဲ့အရာနဲ့လုတ်သိလုတ်ထိုက်တဲ့မှန်ကန်တဲ့အရာအဲ့ဒီနှစ်ခုကြားကကွာခြားချက်ကိုသိရှိချင်းပါပဲ။ကဲနောက်ဆုံးအနေနဲ့စဉ်းစားဆရာမေခွန်းလေးတို့ခုနဲ့အဆုံးသတ်ချင်ပါတယ်။လူတစ်ယောက်မှာဥပဒေအရလုတ်ပိုင်ခွေအပြည့်အဝရှိလေ။ဒါပေမဲ့အဲ့ဒါဟာမှန်ကန်တဲ့အရာမဟုတ်ဘူးဆိုတာကိုသိလို့မလုတ်ဖို့ရွေးချယ်လိုက်နိုင်တဲ့အရာတစ်ခုကပါချင်နိုင်မလဲ။ဒါကတော့ဒီဆွေးနွေးမှုတစ်ခုလုံးကိုကိုယ့်ရဲ့ပဝင်းချင်မှာကိုယ့်ရဲ့ဘဝမှာပြင်ပြီးသုံးသပ်ချနိုင်ဖို့အတွက်စဉ်းစားဆရာတစ်ခုခြံထားခဲ့လာပဲဖြစ်ပါတယ်